လုံးမဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဖြည့်ရမင်ကိုချီခံရိတ်ကူးထားတဲ့အနာအန်တယ်ကင်းဆိုတဲ့ဇာကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာကားလေးကိုထိုင်းနိုင်ငံမှာရိတ်ကူးခွင့်မရတာကြောင့်မလေးရှားနိုင်ငံမှာရိတ်ကူးခဲ့ရတယ်လို့လည်းသိရပါတယ်အင်္ဂလိပ်အမျိုးသမီးအနာလီယွန်နိုဝင်ကထိုင်းဘရင်မောင်းကွေရဲ့တတော်သမီးတော်တွေကိုအင်္ဂလိပ်စာသင်ပေးဖို့ထိုင်းနိုင်ငံမှာ၆နှစ်ကြာနေထိုင်ခဲ့ပါတယ်အင်္ဂလန်ကိုပြန်လာတဲ့အခါမှာခရီးသွားမတန်းတွေကိုရေးခဲ့ပါတယ်အဲ့ဒီမတန်တွေကိုခြေခံပြီးစာရေးဆရာမမာဂရက်လန်ဒန်ကအနာအန်ဒကင်းဆိုတဲ့ဝိတ္ထုကိုရေးသားခဲ့ပါတယ် ဒီဇက်ကားလေးကမာဂရက်လန်ဒန်ရဲ့ဝတ္ထုကိုရိုက်ကူးထားတာပါဒီဝတ္ထုကိုရုပ်ရှင်အဖြစ်သုံးခါရိုက်ကြတယ်လို့ TV စီးရီးတွေနဲ့ animation ရုပ်ရှင်တွေအဖြစ်ပါရိုက်ကူးခဲ့ကြပါတယ်ဒီဇက်ကားလေးကအောင်မြင်မှုတွေအများကြီးရခဲ့ပြီးမြေတမအရာမတိကျတာတွေပါလို့ထိုင်းနိုင်ငံမှာပြသဖို့ပိတ်ထားခြင်းခံရပါတယ်ဇလန်လီရဲ့စာမှာတော့အင်္ဂလိပ်မျိုးသမီးအန်နာဟာသူ့ရဲ့သားငယ်လေးလူဝစ်နဲ့အတူထိုင်းဘရင်မောင်းကွရဲ့ဖိတ်ကြားချက်ကြောင့်ထိုင်းဘရင်မောင်းကွရဲ့ကလေးတွေကိုစာသင်မှုတွားရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ထိုင်းနိုင်ငံမင်းနေပြည်တော်ကိုရောက်လာခဲ့ကြပြီးထူးခြားခန်းနာတဲ့အဆောက်အုံကြီးတွေကိုကြည့်ပြီးအန်အားတို့အံ့ဩနေခဲ့ကြပါသည်။ရောက်ရောက်ချင်းပါပဲဝင်းမင်းခရလာဟုံးနဲ့တွေ့ခွင့်ရခဲ့ပြီးတအူးနဲ့တအူးမိတ်ဆက်ခဲ့ကြပါသည်။ဝင်းမင်းကအန်အားအတွက်နန်းတွင်မာနေစရာစီစဉ်ပေးဖို့ပြောတဲ့အခါအန်နာကသူချုပ်ဆိုထားတဲ့စာချုပ်မှာနန်းတော်အပြင်တနေရာမှာကိုပိုင်အိမ်နဲ့နေရမယ်လို့သဘောတူထားတယ်လို့ဆိုပါတယ်။ထိုအခါဝင်းကြီးကတိုင်းမာဒီလိုနေရဖို့အချိန်တခုတော့စောင့်ရမယ်လို့ဆိုတာကြောင့် အန်နာနဲ့လူဝေတူလေးထိုင်းပြည်နဲ့တွေ့ရဘူးနန်းတွင်နေမှာပဲအဆင်ပြေသလိုနေခဲ့ရပါတယ်ထိုချိန်ကာလဟာထိုင်းတွေကကျူကျော်တာလားဗမာတွေကကျူကျော်တာလားအတိအကျမသိပေမဲ့ထိုင်းနဲ့ဗမာမတည့်မြတ်မှုရှိတဲ့အချိန်ကာလပဲဖြစ်ပါတယ်အန်နာဟာဘရင်နဲ့တွေ့ရဖို့စောင့်နေတာသုံးပတ်ကြာပြီးတဲ့နောက်တွေ့ဖို့သွားတော့စစ်သင်းမောပြက်ကြီးတောင်းတင်းနေတယ်ပြင်သစ်နိုင်ငံသားတွေနဲ့ဘရင်ကလက်ခံစကားပြောနေတာကြောင့်နောက်ထပ်တရက်ထက်ဆောင်ရမယ်လို့ဝင်ကြီးကဆိုပါတယ်အနာကကျမကတော့အဲ့လိုမထင်ဘူးလို့ဆိုကရဲရဲတင်းတင်းပဲဘရင်ကိုဝင်တွေ့လိုက်ပါတယ် ဘီးအနာကတ်လာတဲ့အနာကိုရဲမဲတွေကဓာတ်ကိုကြီးထုတ်တားလိုက်တာကြောင့်အလုံးကကြောက်လန့်ပြီးမြေပြင်မှာဝစ်လိုက်ကြပြီမေရဲရင်တဲ့အနာကတော့မတည့်ရဲမြေပြင်နေခဲ့ပါတယ်အနာကသူ့ဟာဆရာမဖြစ်ကြောင်းမိတ်ဆက်ပြီးကလေးတွေကိုစာတင်ပေးဖို့ရောက်လာတာဖြစ်ကြောင်းပြောပါတယ်ဘီးရင်ကြီးလေသူ့ကိုကြောက်လန့်ခြင်းမရှိတဲ့အနာကိုတခြားခဲ့ခဲ့ပြီးအပြင်ထွက်သွားခဲ့ပါတယ်အနာကလည်းအပြေးလိုက်သွားခဲ့ပြီးဘီးရင်မင်းမြတ်ကတော်ဝင်မိသားစုတွေရှိတဲ့နေရာကိုခေါ်သွားခဲ့ပါတယ်မိဖုရား32ယောက်ကိုလှုပ်တော်40ယောက်နေသားတော်သမီးတော်58ယောက် နောက်ထပ်မွေးဖွားမှာက10ရောက်ရှိကြောင်းဘီရင်ကြီးကအန္တရာယ်ကိုရှင်းပြနေပါတယ်။ဒါတောင်9ရက်တက်တန်တဝက်လောက်ကဘုံကြီးเจ้าမှာချိန်ကုန်ခဲ့လို့တရုတ်ဧကရေကိုမမှီသေးဘူးလို့ဆိုလိုက်ပါသေးတယ်။အင်ရှိဆန်မင်းသားချူလန်လောင်ကွန်းနဲ့အန်နာကိုစတင်မိတ်ဆက်ပေးခဲ့ပြီးမင်းသားငယ်မင်းသမီးငယ်လေးတွေနဲ့မိတ်ဆက်ပေးနေခဲ့ပါတယ်။တမီးငယ်လေးဖားရင်ကလည်းအင်္ဂလိပ်စကားကိုကောင်းကောင်းပြောတဲ့ဒါကြောင့်အန်နာသဘောကျနေခဲ့ပြီးဘယင်ကြီးကသူကိုယ်တိုင်တမီးငယ်လေးကိုအင်္ဂလိပ်စာသင်ပေးထားတာဖြစ်ကြောင်းပြောပါတယ်။ အန်နာတို့နန်းဆောင်ကိုပြန်ရောက်ကြတဲ့အခါဘယင်ကြီးကဘာလို့မိမတွေအများကြီးယူတာလဲလို့လူးဝစ်ကသူ့မိကိုမေးတဲ့အခါထိုင်းကအင်္ဂလန်လိုပဲဘယင်ကန်စနစ်နဲ့အုပ်ချုပ်တာတိုင်းပြည်ရဲ့စစ်ဘေးရောဂါဘေးတွေကကွယ်ရန်ကလေးအများကြီးမွေးဖို့လိုကြောင်းရှင်းပြပါတယ်။ဒါဆိုရင်ဘယင်မကြီးဗီဒိုရီယာကရောဘာလို့ယောက်ျားအများကြီးမယူတာလဲလို့လူးဝစ်ကမေးလိုက်တော့အန်နာလေးဘာမှပြန်မဖြေတော့ဘဲခုနိုင်လို့ပြောပြီးအိတ်ခိုင်းလိုက်ပါတယ်။တရက်မှာတော့အန်နာစာသင်နေတော့သူ့သားလူးဝစ်နဲ့အင်ရှစ်ဆန်မင်းသားတို့ထရန်ဖြစ်နှစ်ပန်းလုံးကြပါတယ်။ တမင်းငယ်လေးကမင်းကြီးထံသွားတိုင်လာကြောင်းမင်းကြီးရောက်လာခဲ့ပြီးမိဖုရဲ့ကောင်းကြီးကနှစ်ယောက်စလုံးရဲ့အမားကြောင့်လို့ရှင်းပြတာကြောင့်ပြန်ကြွသွားခဲ့ပါသည်။အန်နာကနှစ်ယောက်စလုံးကိုပြစ်ပေးတဲ့အနေနဲ့စလုံးတစ်ထောင်ချရေးခိုင်းခဲ့ပါသည်။လူဝိတ်ကတော့စလုံးတစ်ထောင်ရေးပြီးလို့အိမ်ပြန်ခွင့်ရသွားပြီးမိအင်ရှိဆန်မင်းသားလေးကတော့အပြစ်ပေးတာကိုမခံယူဘဲမာနာတင်းခံလို့နေပါသည်။ညဘက်ရောက်လာချိန်မှာတော့မင်းသားလေးလည်းပိုက်စာလွန်လာကြောင်းစလုံးတစ်ထောင်ချရေးလိုက်တဲ့အတွက်အန်နာနဲ့အတူထမင်းစားခွင့်ရသွားခဲ့ပါသည်။အဲ့ဒီညမှာပဲမင်းသားလေးနဲ့အန်နာတို့နားလည်မှုရသွားခဲ့ကြပါသည်။ အဲ့ဒီညကကျွန်မတယောက်ကိုအခန်းတစ်ခုထဲမှာတန်ကျိုးခတ်ထားတာကိုအန္နာနဲ့မင်းသားလေးတို့တွေ့ပြီးအဲ့ဒီအမူလေးအန္နာကြောင့်မင်းကြီးစီရောက်ပြီးကျွန်မကိုလွတ်လပ်ခွင့်ပေးလိုက်ရပါတယ်။ဘရင်ရဲ့တမိတော်လေးဖားရင်ကပုံစဲဝါဒနာပါတာဖြစ်ပြီးအန္နာကိုပုံလေးတွေပေးတတ်ပါတယ်။အသေးရောက်လာတဲ့တက်တင်ဆိုတဲ့အမျိုးသမီးကိုလည်းအန္နာကအင်္ဂလိပ်စာသင်ပေးရပါတယ်။တရံမှာတော့မရင်မင်းမြက်ကအန္နာတို့ကိုအင်္ဂလိပ်ရိုးရာနဲ့အဝင်ခွင့်ကြဖြစ်မဲ့အိမ်တလုံးစီလိုက်ပို့ပေးခဲ့ပါတယ်။အန္နာနဲ့လူဝေလေသူတို့နေနေတဲ့အင်္ဂလိပ်မှာနေထိုင်ခွင့်ရသွားတာကြောင့်ပျော်ရွှင်နေခဲ့ကြပါတယ်။ တရက်မှလေဘရင်မင်းမြတ်နဲ့အတူမင်းကြီးမင်းသားမင်းပြားတွေနဲ့အတူစံပွဲတော်ကိုသွားရောက်ပြီးစီကားစွာကျင်းပခဲ့ကြပါသည်။တညမှာတော့ထိုင်းကုန်တဲ့အင်ကိုဗမာရီကဝင်သက်သွားတယ်ဆိုတဲ့သတင်းကြောင့်စစ်သူကြီးအဲလန်နဲ့ညီတော်ကိုစုံစမ်းဖော်ထုတ်ဖို့ဘရင်ကြီးကပြောဆိုနေခဲ့ပါသည်။ဘရင်ကအင်္ဂလိပ်မူမတ်တွေနဲ့တန်တမန်တွေကိုဖိတ်ပြီးနှစ်ပတ်လည်ပွဲလုပ်တော့အန်နာကိုဦးစီးခိုင်းခဲ့ပါသည်။ပွဲမရောက်ခင်မှာတော့အန်နာကထိုင်းဝင်ကြီးတွေကိုဇွန်ခင်းင်းနဲ့စားတတ်ဖို့အိတ်ခန့်တတ်ဖို့တွေသင်ပေးနေပါသည်။ ဘရင်ကြီးရောက်လာချိန်အားလုံးကဖျို့ဖေးရဖြစ်ပြီးမြေပြင်မှာဝစ်လိုက်တဲ့အတွက်ကြောင့်ဒီလိုဆိုအန်နာကအဆင်မပြေဘူးပြောပါတယ်။ထူအကဘရင်ကြီးလည်းသူရှိနေချိန်မှာမတ်တက်ရက်ခွင်ပြူတဲ့တခုတည်းသောညဖြစ်လာခဲ့ပါတယ်။ပွဲမှာအနောက်တိုင်းကတွေကိုဘရင်ကြီးကအန်နာနဲ့အတူတွေ့ကားခဲ့ပါတယ်။နောက်တနေ့မှာတော့ဘရင်ကြီးနဲ့အန်နာတို့ဆွေးနွေးကြတဲ့အခါအမှန်တကယ်ဘရင်ကြီးကြောက်တာကပြင်သစ်တွေကိုမဟုတ်ပေဖြစ်တိရှာလက်အောက်ကဗမာတွေကိုကြောက်တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ တရက်မှာအန်နာကြီးသွားတဲ့အချိန်ကလေးငယ်လေးကတက်တင်နာမီနဲ့စားတဆောင်လာပြတာကြောင့်အန်နာလည်းထိုစားကိုတက်တင်အားပေးလိုက်ပါသည်။ဗရစ်သမီးတော်လေးဖားရင်နှိမ်မကောင်းဖြစ်ပြီးဆုံးကနေတော့အန်နာနာမီကြီးခေါ်နေလို့အန်နာနဲ့တွေ့ပေးလိုက်ရပါသည်။အန်နာနဲ့စကားပြောပြီးချိန်မှပဲမင်းသမီးငယ်လေးဆုံးပါသွားတာကြောင့်အန်နာတအားခံစားခဲ့ရပါသည်။ဘရင်ကလည်းသမီးတော်လေးဆုံးပြီးကလေးကစိတ်တွေတူနေလို့အန်နာကကလေးတွေနဲ့ပျော်ဝဲစားထွက်ဖို့ခေါ်တော့မလိုက်ဘူးဆိုပြီးအန်နာနဲ့စကားအခြေတင်ပြောကြပြန်ပါသည်။ ဘရင်ကြီးမျက်မှန်ကိုမြောက်ကလေးကယူဆော့တာကိုကြည့်ပြီးသူ့သမီးဝင်စားတာအထင်နဲ့ဘရင်ကြီးကကြေနပ်လို့နေခဲ့ပါတယ်။တရက်မှာတော့နေဆက်မှာစကန်းချနေကြတယ်။ဗမာတွေကိုဖမ်းဆီးဖို့အတွက်မင်းသားကျောက်ဖွားနဲ့စစ်သူကြီး LS တို့ဦးဆောင်ပြီးတွားရောက်ခဲ့ကြပါတယ်။ဟိုရောက်တော့ဗမာတွေကိုဖမ်းဆီးနိုင်ခြင်းမရှိဘဲအလင်းအမြန်ပဲပြောက်ွယ်သွားတာကြောင့်မင်းသားကျောက်ဖွားလေးသူတို့ထက်တက်စပေါ့ရှိနေမယ်လို့မယုံသင့်ကဖြစ်သွားခဲ့ပါတယ်။ညဘက်ရောက်တော့တေကြီးတောက်ကြတဲ့အခါမင်းသားကျောက်ဖွားကတေကြီးကိုမတောက်ဘဲအခြေအနေကိုကဲခတ်နေခြင်း တက်သားတွေအားလုံးအစိမ့်မိတာလည်းမြင်ရောချက်ချင်းပဲထွက်ပြေးပါတော့တယ်။ LS ရဲ့လက်ကလွတ်အောင်ကြိုးစားခဲ့ပြီးမြမစစ်သားတွေနဲ့ထိတိုက်တိုးပြီးတက်ပြစ်ချင်းခံလိုက်ရပါတယ်။ဘယင်းမင်းမြက်ကတော့စစ်သူကြီးတစ္ဆာဖောက်သွားတာကိုမသိပဲညီတော်ရော့စစ်သူကြီးပါနှစ်ယောက်စလုံးတက်ခံလိုက်ရပြီလို့ထင်နေကြတာပါ။တရက်မှလည်းကိုလုတ်တော်တက်တင်ဟာသူ့ရဲ့ချစ်သူနဲ့မခွဲလို့ရကြောင့်ထွက်ပြေးဖို့ကြံစီခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးဖမ်းဆီးချင်းခံလိုက်ရပါတယ်။ကိုလောက်တော်တက်တင်အမှုကိစ္စအတွက်အန်နာကဘယင်ကိုသွားပြောတဲ့အခါဘယင်ကလက်မခံခဲ့ပါဘူး။ နန်းတွင်စည်းကမ်းအရဘရင်ကိုဖောက်ပြန်တဲ့တက်တင်နဲ့သူ့ရဲ့ချစ်သူဘာလတ်တို့ကိုပြုတ်တီရွေးရှိမှရင်ကောင်းဖြတ်ပြီးကိုမျက်ခန်းကြရမှာပဲဖြစ်ပါသည်။သူတို့နှစ်ယောက်စလုံးကိုမျက်နေချိန်မှာအန်နာလည်းလွန်စွာစိတ်မကောင်းဖြစ်နေခဲ့ရပြီးဘရင်ကြီးကတော့စိတ်သက်သာရရဖို့ဖျားဝေးပြုလို့နေခဲ့ပါသည်။အဲလက်ရဲ့တက်တော်သားတွေကနန်းတော်ကိုချီတက်သိမ့်ပိုက်တော့မယ်ဆိုတဲ့တဲ့င်းကြောင့်ဘရင်ကြီးလည်းတိုးထဲမှာစင်ပြူတော်တွေဖန်းတဲ့ပုံစံမျိုးနဲ့စီမံပြီးသူ့ရဲ့သားတော်သမီးတော်တွေကိုဘေးလွတ်ရာပို့ဖို့ဖြစ်လာခဲ့ပါသည်။တက်တင်နဲ့ဘာလတ်တို့ကိုမျက်ခန်းရတာကြောင့်အန်နာလည်းဝမ်းနေပြီးအင်္ဂလန်ကိုပြန်ဖို့လုပ်ပါတော့တယ်။ ထိုင်းဝင်ကြီးချုပ်ကအန်နာဂျီကိုလိုက်လာပြီးတော့စစ်သူကြီးအလက်ကတစ္ဆာဖောက်ပြီးတိုက်ခိုက်အန်နာသိမ်းဖို့လုပ်နေတာကြောင့်ဘယင်းနဲ့မိဖုရားတွေတားတော်သမီးတွေတွေရှောင်နေဖို့ဖြစ်လာကြောင်းအန်နာကိုပြောပြပါတယ်။အန်နာလည်းချက်ချင်းဆုံးဖြတ်ချက်ချပြီးနန်းတော်ကိုပြန်လိုက်လာတာကြောင့်ဘယင်းကြီးလည်းဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ဘယင်းကြီးအန်နာတားတော်သမီးတော်တွေနဲ့ဘေးလူရာကိုရှောင်နေဖို့တွားရောက်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းသူတို့ရှောင်နေကြတဲ့တဲ့ရင်ကပေါက်ကြသွားပြီးစစ်သူကြီးအလက်စီတဲ့ရင်ရောက်သွားပါတော့တယ်။ ။အဲ့ဒီလိုနဲ့ဘီရင်ကြီးတို့ရှောင်နေတဲ့စီကိုရန်သူတပ်သားတွေပိတ်ဆို့ဖို့ရောက်လာခဲ့ကြပါတယ်။ဘီရင်ကြီးလည်းထိုအခြေအနေကိုမှန်ပြောင်းနေကြပြီးသူ့ရဲ့ကလေးတွေကိုကာကွယ်ဖို့သူကိုယ်တိုင်ထွက်တိုက်ဖို့စီစဉ်မာတော့တယ်။ဘီရင်ကြီးကအဲလက်ကိုမျှကော်ပြီးတရားကိုဖျက်လာတဲ့အချိန်တရားကိုဖောက်ခွဲပစ်မှာပဲဖြစ်ပါတယ်။ဒါကြောင့်သူကိုယ်တိုင်ပဲဝင်ရောက်ပြီးတရားမှာမိုင်းတွေတက်စင်မာတော့တယ်။ဘရင်ကြီးလည်းတရားပေါ်ရောက်လာချင်းတစ္စပေါအဲလက်ရဲ့တက်တွေကလည်းတရားပေါ်ကိုရှောက်လန်းလာခဲ့ပါပြီ။သူ့အဖြစ်ပြက်ကိုလူဝိကမှန်ပြောင်းနေကြပြီးသူ့အမိကိုပြောပြနေခဲ့ပါတယ်။ အန်နာလေးခရိုင်တစ်ခုကိုအမှတ်မတင်တွေ့သွားပြီးအကြံတစ်ခုရသွားခဲ့ပါတယ်။ဘယင်ကြီးကဆေးလိတ်ကိုမိညစ်ပြီးဖောက်ခွဲလိုက်ဖို့သတိပေးပေမယ့်ဖောက်ခွဲမဲ့သူကလည်းဖောက်ခွဲလိုက်တော့မယ့်အချိန်မှာအင်္ဂလိပ်စစ်ခရယာတန်းတွေနဲ့မိရှုပောက်ခွဲမှုတွေကြေလောင်စွာပေါ်ထွက်လာပါတော့တယ်။အဲလက်ရဲ့တပ်သားတွေကလည်းဗြိတိရှတွေလာပြီးဆိုပြီးကြောက်နဲ့တကြထွက်ပြေးကြပါတော့တယ်။အဲလက်ကတော့ဒါဟာလက်ွက်တစ်ခုပဲဘယ်သူမှမပြေးကြဖို့အော်ဟစ်နေပေမယ့်အားလုံးကဝယုံသုံးကားနဲ့ထွက်ပြေးကြနေပါပြီ။ တရားပေါ်မှာတယောက်တည်းကြံခဲ့တဲ့ LS ကိုဘရင်ဘေးကစစ်သည်နှစ်ဦးကတတ်မလို့လုပ်ပေးမိ။အဆက်တရားတွေနဲ့နေသွားရအောင်သူ့ကိုမတက်နဲ့ပြောပြီးလှည့်ပြန်သွားကြပါတယ်။ထို့အချင်းတရားပေါ်ကြဲခဲ့တဲ့ LS ကတနက်ကိုကောက်ယူပြီးဘရင်ကိုပြစ်ဖို့ချိန်လိုက်တာကိုမိုင်းခွဲမဲ့သူက မြင်ပြီးမောင်ကျူးကိုဆွဲချလိုက်တာကြောင့်ပောက်ကွဲခြင်းနဲ့အတူတစ်စပေါက် LS လည်းအဆုံးသတ်သွားခဲ့ပါတော့တယ်။ဘရင်မောင်ကွန်းနဲ့အင်္ဂလိပ်အမျိုးသမီးအန်နာတို့နောက်တစ်ချိန်တွေ့ကြနေတာကိုအင်ရှိဆန်မင်းသားလေးကရက်ကြည့်နေရင်းဆက်လန်းလေးကပြီးဆုံးသွားခဲ့ပါပြီ။ ။သူဖခင်ဘရင်မောင်ကူ၏အမြင့်ကျဲမှုကြောင့်လည်းအနာဤတင် जा ပြတ်မှုများကြောင့်အင်ရှိဆန်မင်းသားချူလာလောင်ကုန်းဘရင်ဖြစ်လာခြင်းမှာနိုင်ငံ၏လွတ်လပ်ရေးကိုထိန်းထားနိုင်ုံသာမကပဲကျွန်းစနစ်ကိုဖျက်သိမ်းခဲ့ပါသည်။ထို့အပြင်ဘာသာရေးလွတ်လပ်ခွင့်ကိုထူထောင်ပေးခဲ့ပြီးတရားစီရင်ရေးစနစ်ကိုလည်းပြုပြင်ပြောင်းလဲခဲ့ပါသည်။